ားဆင်သူများအားလုံးပဲမင်္ဂလာပါရှင်။ Audio Box Channel လေးမှာပြန်လည်ကြိုဆိုလိုက်ပါရစေ။အခုတစ်ခါဖတ်ပြချင်တာလေးကတော့ဆရာခတ်စော်ရေးသားထားတဲ့မရှမ်းမဆိုင်ဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါရစေ။ဒီဝတ္ထုတိုလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ Channel လေးကိုလည်း Like and Subscribe လုပ်ထားကြဖို့မြစ်တမ်းရက်ခံပါရစေရှင်။အသစ်တင်တိုင်းသိရှိနိုင်ဖို့အတွက်လည်း Notification ခေါင်းလောင်းလေးကိုနှိပ်ထားကြဖို့မမေ့ပါနဲ့နော်။မရှမ်းမဆိုင်မရှမ်းမမှာတာ၃ရောက်ရှိတယ်။ မရှမ်းမဟာတခုလက်လားမဟုတ်ဆိုမလားဘာလဲတော့မသိပါဘူးလင်မရှိတာတော့သိကြတယ်ဒီဘီလက်မြေဆက်ယုံကုန်းကြီးအစုံမှာအရက်ဆိုင်ဒီဇိုင်းဘွားကနေပေါ်လာမှလူတွေကမရှမ်းမနဲ့တာသုံးယောက်ကိုတွေ့ဘူးကြတာမရှမ်းမတို့တာမီတွေဘယ်ကလာလဲမရှမ်းမတို့တာမီဘာရီဖြစ်လာတာလဲဘယ်သူမှမသိသိစရာလည်းမလိုဟိုင်ဝေးလမ်းမနဲ့နိုင်ဝလောက်သွားရတဲ့ဒီလိုနေရာမှာအရက်ဆိုင်ဒီဇိုင်းလာဖွင့်တာနဲ့တင်အတော်လေးဟုတ်နေပြီလေဘရောက်ပင်ဖဖကြီးရဲ့အောက် သူ့အဟောင်းတွေမှာဖနိုင်းကထားတဲ့မရှမ်းမဆိုင်ကလေးဟာစောင့်ဝင်ကလေးကရောင်းရပါတယ်။ဘီလက်မြေဆက်ယုံကအလုသမားတွေရောအနီးအပါအစိုးရယုံကလူတွေရောညနေစိုးစတဲ့ချကြတာပေါ့။ကော်စပွဲဝိုင်းလေးတွေပတ်လဲခွေးချီကုံကိုစီနဲ့အယောက်ဝိုင်းတွေဟာနှိမ့်ဆောင်ပြီဆိုရင်သူတို့ကိုတက္ကနတာကြီးစိုးမဲ့အရှင်သခင်များကိုစမျောနေပါပြီ။ခမင်းနဲ့တွဲစားရတဲ့ကြက်သားဝက်သားစိတ်ကလေးစားစတဲ့ဟင်းတွေလက်ဖက်တော့ခရမ်းချီတီတော့ပဲပုတ်စီစံတញင်းတီပြုတ် အပြဲကြောက်ဖုတ်လိုအမီးတွေအပြင်တခါတလေခရူးပြုတ်ဟင်းရည်လေးပါရတတ်သေးတဲ့မဆမ်းမရဲ့ဆိုင်ထဲမှာရနန်းတွေတင်ပြန်စာပြုတ်လာပါပြီ။အုံမွေလုံးတက်လာပြီဟဲ့။မဆမ်းမသာအလက်ကောင်ကစပိန်နင်းလာရင်អော်လိုက်တယ်။អော်တန်ကြားရာနဲ့ဗရောက်ပင်ကြီးအောက်ကဝိုင်းမှာအစောဆုံးရောက်နေတဲ့ချစ်ကိုနဲ့တိဟဇော်ကသူတို့ရဲ့ရှေ့ကအရက်ခွက်တွေကိုလက်နဲ့ကိုစီအုပ်လိုက်ကြပါတယ်။ခဏကြာမှတော့အုံမွေလုံးလို့ခေါ်တဲ့ဘီလက်မြေတဲကားတစ်စီးဟာတကီးကီးអော်တန်နဲ့အတူကုန်းပေါ်ရုံတန်တက်လာပါတယ်။ ပဝန်းကျင်တစ်ခုလုံးလဲဘီလက်မြေမုံတွေကမြို့တွေဆိုင်တလို့ထောင်လုံးပေါင်းထထသွားပါလေရော။ဆိုင်နဲ့မနီမဝေးအယောက်မှာလက်ကျန်ဘီလက်မြေအင်္ဂရိဖျော်တွေကိုဝေါကနဲ့အပိသက်တွန်းချလိုက်ပါတော့တယ်။ကာကာစက်ယုံဘတ်ထွက်သွားတဲ့နောက်မှာတော့တောက်တုံးသူတွေဟာခွက်ပေါ်ကသူတို့ရဲ့လက်တွေကိုဖယ်ပြီးတောက်လက်ဆောက်ဝိုင်းကိုဆက်တီးကြလေရဲ့။ခွက်သေးကိုဘီလက်မြေအမုံတွေမဝေးအောင်ကာထားတာတော့ဟုတ်ပါပြီ။ငါတို့နှာခေါင်းတွေပါဇက်တွေရဲ့ကြောင့်ဝင်တာပဲမဟုတ်လား။ဘာထူးမှတော့ဟာ ရုံစရေးကိုချစ်ကူကတွေ့တွေ့ဆဆပြောလိုက်ပါတယ်။ဘဲထဲပါဝင်ဝင်ကျုပ်တို့တောက်မဲ့အရက်ထဲမဝင်ပြီးတာပဲဗျာ။ဘီလက်မြေဆက်ယုံဝန်တန်းတီဟာစော်ကအာစီလို့ခေါ်တဲ့ဝီစကီကိုတစ်ကြိမ်မော့ပြီးမှခက်ပြေးပြေးပြန်ပြောပါတယ်။အုံမွေးလုံးသွားပြီမဟုတ်လားဗျ။ဒါနောက်ဆုံးအစီပဲ။နောက်ဆုံးရောက်လာတာကရဲကြောင်။ဆက်ယုံခိတ်ပေါင်းဆောင်တဲ့လုံခြုံရေးဝန်တန်းရဲတဲ့ဝင်ပြီးမှကြောင်တောင်တောင်ဖြစ်သွားလို့အလုတ်ဖြုတ်ခံရရာကနေ ရဲကြောင်ဆိုတဲ့နာမည်တွင်သားတဲ့အေးရဲကြောင်မင်းကိုစောင့်နေတာလားမရှမ်းမကြီးအာစီတပိုင်းခရရှာလိမ္မော်တလုံးခဏကြာတော့မရှမ်းမသားအငယ်ကောင်ကတုံမာရာလာချပေးတယ်ရဲကြောင်ရောက်ပြီဆိုတော့မရှမ်းမကဝါပက်လက်ကလထိုင်ကိုမလာပြီးဗရောက်ပင်အောင်မှာထိုင်နေရဲကြောင်ကသူ့ဆရာတယောက်ပေးထားတဲ့စင်ကပ်မပါတဲ့နိုကီယာကီးပတ်ဖုန်းလေးကိုအိတ်ထဲကတရွတ်တရထုတ်တယ်ပြီးတော့ခလုတ်တွေကိုနှိပ်တယ် ထူးအိမ်တင်ရဲ့ကျယ်ရီစုံလေးညတချင်းတန်ထွက်ပေါ်လာတယ်။ထူးအိမ်တင်ရဲ့အတန်မြင့်မြင့်စူးစူးဟာကီးပတ်ဖုန်းထဲကနေထွက်လာပါတယ်။တကယ်တော့တီဗီလက်မြေကုန်းပေါ်လမ်းကြားလေးဟာကျယ်ရီမစုံပဲမှောင်စာပြိုပါပြီ။ရဲကြောင်ကိုချက်ကိုတရားစော်တို့ဟာကီးပတ်ထဲကထူးအိမ်တင်ရဲ့အတန်ကိုယမကအရသာနဲ့အတူအာယုံခံနေကြတယ်။မရှမ်းမကလည်းတနေကုန်အမြင့်အတွက်ပြင်ဆင်ပြီးသမျှခဏနေစူညံလာမဲ့သူ့ရဲ့ဆိုင်လေးရဲ့အမောတွေအတွက်ပက်လက်ကလထိုင်မှာထားရင် ။ဒီပတ်ဖုန်းကဂီတာစီမျက်လုံးကိုမှိတ်ရင်းမျောထားလိုက်တယ်။ဂီတာရဲ့အလင်ကိုမရှမ်းမခံစားမိတယ်။ဘင်းရဲ့ရိုးတန့်ရဲ့ထိုင်ကုန်ရဲ့ပဲပါတဲ့တရုတ်ဆိုင်ကအစုပ်တစည်းကဆိုင်ရှိမှထိုးရက်သွားတယ်။ဒါဆိုအကြီးကောင်ဘက်ထရီအိုးသွားယူပြီးပြန်လာပြီ။ဘက်ထရီမီးချောင်းကဖြတ်ခနဲလင်းလာတယ်။အစီပြံမျက်နှာပေါ်ကဟိုတကွက်ဒီတကွက် တင်းတိတ်ညွညွတွေစီမီးရဲ့လင်းဟာဖြာချလိုက်တယ်။မရှမ်းမမျက်လုံးတွေဖြတ်ခနဲပွင့်လာတယ်။ခဏနေဆိုင်မှာလူကြလာတော့မယ်။ မီးရလင်းအောင်ရှိရာစုပြုံတိုးဝေးလာမဲ့ပိုးဖလံတွေလိုမျိုးစက်ယုံစင်ယုံစင်ရှက်ပဲတွေဟာမရှမ်းမဆိုင်ရဲ့မီးလင်းအောင်အောင်မှာလာရောက်ရှင်မှုကြတော့မယ်ဒီနေရာတီတီတာဟာတီကာစာမျိုးတော်တဲ့ဖြစ်တဲ့အတွက်အားလုံးဟာမိသားစုမပါလာကြပဲစက်ယုံမှာကတ်နေယုံမှာကတ်နေသူအများစုပါဒီတော့တချို့လဲမရှမ်းမစီမှာမို့မရှမ်းမဆိုင်မှာပဲထမင်းဝယ်စားကြပေါ့ဒီတချင်းပြတာနဲ့ကိုချစ်ကိုဟာအေယာရီတိုင်းမျိုးလေးတစ်မျိုးမှာကြံခဲ့တဲ့သူ့သမီးလေးကို လောက်လွမ်းနေကြောင်ငိုတန်ကြီးနဲ့ပြောပါတော့မယ်။မရှမ်းမကလည်းဖောက်တဲ့ဝိုင်းတွေလာနေပြီမို့အမီးလုတ်ပေးဖို့ပလက်ကလထိုင်ကထလာပါပြီ။ဝက်ရှော့မှာအလုပ်လုပ်တဲ့အကြီးကောင်ကြီးကမရှမ်းမရဲ့ပလက်ကလထိုင်မှာဝင်ထလာလိုက်တယ်။အလက်ကောင်နဲ့အငယ်ကောင်ကတော့ဟိုဝိုင်းကမာတာတွေဒီဝိုင်းကခေါ်တာတွေနဲ့ပြေးလွှားပေါ့။တရဇော်ကတခြင်းတစ်ပုဒ်ကိုနင်းနေနေနီးခန်းစားပြီးအော်ဆိုလိုက်တယ်။ပြီးရင်သူ့ဘဝမှာအရန်ဆွဲလန်းခဲ့ရတဲ့မာဆက်ကကောင်မလေးအကြောင်းတခုတ်တရပြောမယ်။ အသက်16နှစ်ရှိပြီဖြစ်တဲ့အကြီးကောင်ကြီးကတိဟဇော်နဲ့မာဆက်ကစော်လေးရဲ့အမောင်ခန်းတွေအကြောင်းအရသာခံနားထောင်မယ်။ဒီအချိန်မှာတခြားဝိုင်းတွေကစူညံတန်တွေဘလောက်ထွက်ထွက်တိဟဇော်ရဲ့ဇဝင်ခန်းတွေကိုသူမလွတ်တမ်းနားထောင်တာပေါ့။ရဲကြောင်ကတော့လူတွေစူညံလာပြီဆိုရင်ကီပတ်ဖုန်းစပီကာကိုနာနာကပ်သူတကန်းထူထူကြီးကိုပွားစီပွားစီလှုပ်ရင်းသူအိမ်တင်ကကျွန်တော်နဲ့ဖရားဗျနားလေလားဆိုတာကို၃လေးချိန်ပြောမယ်။အမှုပညာကိုငွေဆိုးတဲ့ဖရားအတွက်ပျော်တော်ဆက်ဖို့ရာမဖြစ်စေလိုပါ ဆိုတဲ့နေရာရောက်ရင်သူတို့အကုန်လုံးကနိုင်ငံတော်တချင်းလိုရင်ကော့တတိဆွဲလိုက်ဆိုကြသေးတာရဲ့အမေအကြီးကောင်ဆိုရင်ပလက်ကလထိုင်မှာမှိန်နေရကနေအဲ့ဒီနေရာကိုအော်ဆိုပြီးမှရေချိုးဖို့ထသွားတော့တာအချိန်တနည်းဘီလက်မြေကုန်းကမရှမ်းမဆိုင်ဟာ အပြောင်းလဲနေနေကလွဲလို့ဒီတိုင်းပါပဲအပြောင်းလဲနေနေတဲ့မှာ TV နဲ့ VCD ဆက်ဝယ်လိုက်တာပါမယ်ဒါရီဆိုင်ထဲမှာဝယ်ပြီးကြတဲ့ကဆိုင်ပြင်ဝိုင်းတွေမှာလူတွေသိမ့်မထိုင်ကြတော့ဘူး ဆိုင်ထဲမှာပဲစုပြီး VCD သချင်းတွေကြည့်ရုပ်ရှင်သချင်းတွေကြည့်ပဲရဲကြောင်တို့တဝိုင်းပဲဗရောက်ပင်ကြီးအောင်အမြဲရှိတော့တာအာစီကော်ပြားလို့ခေါ်တဲ့အပိုင်ပြားနဲ့ခရက်ရှာလိမ့်မော်ရည်နဲ့အပြဲချောက်ဖုံနဲ့ဘီလက်မြေကလာရင်ဖန်ကွက်ကိုလက်နဲ့အုပ်ကီးပတ်နဲ့ထွေးအိမ်သေးသချင်းတွေဖွင့်ဒါပါပဲကိုချစ်ကိုတရားစော်နဲ့ရဲကြောင်တို့ဟာမပြောင်းမလဲပြောင်းလဲသွားတာကတော့သူတို့ဝိုင်းနာကပလက်ကလထိုင်မှာမရှဲမရောအကြီးကောင်ပါလာမထိုင်တော့တာပါပဲ။ လာမထိုင်တော်ဘူးဆိုတာလဲသူတို့မှအကြောင်းတရားတွေကရှိလာပြီကိုအဲ့ဒီအကြောင်းတရားတွေကတော့ကိုဖေတင်းကျော်နဲ့မတ်သက်ရှိဆိုတဲ့လူနှစ်ယောက်ပဲသူတို့နှစ်ယောက်ဟာမရှမ်းမဆိုင်ကိုရှေ့စင်းနောက်စင်းဆိုသလိုရောက်ရှိလာကြတာပါ ကိုဖေတင်းကျော်ကပြည်လက်မြေဆက်ယုံရုံးကန်ကအလဲအလက်တန်းအရာရှိအရက်ပူပူဖော်တွတ်တွတ်မျက်နှာနဲ့ဆိုပေမဲ့ဇပင်ကိုဘေးခွဲတက်တက်ရရဖြစ်စတိတ်ကော်လန်အင်ဂျီအိမ်မှာဖောင်တိန်ကိုထိုးပြီးစတိုင်ကြကြနေတတ်တဲ့ကိုဖေတင်းကျော် ကိုဖီတင့်ကျော်ဟာမရှမ်းမအမီးကောင်တာနဲ့အနီးဆုံးဝိုင်းမှာအမြဲထိုင်နေ။အရှိန်ကလေးရစားဆိုရင်မရှမ်းမကိုစလိုက်နောက်လိုက်စကားတွေပြောလိုက်နဲ့။အရင်ကအစီပြံမျက်နှာကြီးနဲ့ပစိုးစိုးခေါင်းပေါင်းထားတတ်တဲ့မရှမ်းမဟာအခုဆိုပေါန်တာပါပါဖို့နေပြီ။တင်းတိတ်ပြောက်စိတ်သုံးဖို့စက်ယုံယုံကဝန်တန်းမလေးတွေစီဟိုမေးဒီမေးလှုပ်လာပြီ။ခေါင်းမှာပန်းတွေပါတွေပန်တတ်နေပြီ။ကိုဖီတင့်ကျော်ဟာလည်းအကျွေးဘလောက်တောက်တောက် မရှမ်းမရဲ့အကျွေးစရင်စာုပ်ထဲထဲမှတ်ခြင်းမခံရတဲ့အခွင့်ထူးခံဖြစ်လာပါဗါးအစားကတော့သူ့အမေနဲ့ကိုဖေတင်းကျော်ဆက်ဆံရေးကိုအကြီးကောင်ကြီးကရိမ့်မိပြီးတိတ်မကြည်လှဘူးဒါပေမဲ့မရှမ်းမကသူ့တယောက်တည်းဟင်းချက်တာမနိုင်ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ရမဲသိန်းရတန်ဘက်ကမသက်ရှိကိုလာကစားခေါ်လိုက်ပြီးတဲ့နောက်မှာတော့အကြီးကောင်လည်းသူ့အမေဘာမလှည့်အားတော့ဘူးမသက်ရှိအသက်ကအစိမ့်လောက်အသားညွညွရွက်ချမ်းရည်ကျူးဆိုပေမဲ့အရက်ကမြင့်မြင့်သွေလျက်လျက် ူ့လေတိုင်းကြီးကရှိသလိုစပင်ကလည်းရှိသေး။ပြုံးလိုက်ရင်သွားအဖွေသားနဲ့မဟုတ်အကြီးကောင်ကြီးကဝက်ရှော့ကပြန်လာတာနဲ့မသက်ရှိကိုဖူးမြော်တော့တာပါပဲ။မရှမ်းမအမီးလုံးစင်ကဝက်ရှော့ကအပြန်ပင်မန်းလို့ဆိုပြီးအနာတော့မကပ်ဘူးတဲ့အကြီးကောင်ကြီးဟာမသက်ရှိခရမ်းကျင်သေးတုံမဲဆိုရင်သူကကြက်တော်လှီပြီးသား။ဘေးနာကအသင့်ပြတနာကမသက်ရှိကိုအလက်ကောင်ကလည်းကြိတ်ပိုးနေတာပဲအလက်ကောင်ကကြပြားရီပါရီရေတက်တဲ့စက်ရုံဝန်ထမ်းတယောက်ကို စေဘဲဥတုတ်တပွဲအလကားပေးပြီးရီစားစာရေးခိုင်းတဲ့။အဲဒီစာကိုမသက်ရှည်လက်ထဲသွားထည့်ပေးတဲ့နေ့မှာညီကိုနှစ်ယောက်ဘီလက်မြေတော်တဲ့နဘန်းလုံးကြပါလေရောလား။မရှမ်းမှလည်းသူတို့ကိုဆွဲမနိုင်ဘူး။ကိုဖေးရေလှုပ်ပါအောင်ဆိုတော့ကိုဖေးတင်းကျော်ကသားတို့တော်ကြတော့ဆိုပြီးဝင်ဆွဲပေးပါရယ်။အဲဒီမှာပဲအကြီးကောင်ကြီးကလီးကိုသားလားဆိုပြီးကိုဖေးတင်းကျော်ကိုပါတီးလွှတ်လိုက်တာမျက်လုံးကြီးတစ်ဖက်ညှို့သွားပါလေရော။နောက်ဆုံးမသက်ရှည်ကအကြီးကောင်ကြီးကိုတော်ပါတော့မောင်လေးရဲ့ မောင်လေးတို့နှစ်ယောက်ဒီလိုဖြစ်နေရင်ကြုတ်ပြန်တော့မှာလို့ဆိုမှပွဲကခရတွတ်တလို့တွေ့ကနေရက်ပါတယ်။အဲဒီနေ့ကစလို့မရှမ်းမနဲ့အကြီးကောင်ကြီးဟာစကားမပြောကြတော့ဘူး။အကြီးကောင်ကြီးနဲ့အလက်ကောင်ကလည်းခက်ဆောင်ဆောင်။အေးအလက်ကောင်ကကြတူတူချာချာကိုဖီတင်းကျော်နဲ့အယောတဝင်းနင်းနေပြန်တယ်။ပြီးတော့မရှမ်းမကအလက်ကောင်ကိုမျက်နှာသာပေးတယ်။မသက်ရှည်နာကပ်ရင်မသိချင်အောင်ဆောင်ပေးတယ်။အကြီးကောင်ကြီးကြတော့မသက်ရှည်နာကပ်ပြီးဆိုရင်မရှမ်းမကမသက်ရှည်ကိုတခုခုခိုင်းလွှတ်တာ။ အကြီးကောင်ကလည်းကိုဖေတင့်ကျော်ရှိဆိုခုံကိုစောင့်ကန်တာတို့မကြတကြဆဲတာတို့လှုပ်လာရောမရှမ်းမဆိုင်လေးဟာငြိမ်ချမ်းရေးတွေပြက်ပြားစားပြူလာပါပြီအကြီးကောင်ကြီးကိုတနာတဲ့ဝိုင်းအလက်ကောင်ကိုထောက်ခံတဲ့ဝိုင်းမရှမ်းမနဲ့ကိုဖေတင့်ကျော်ကိုသဘောတူတဲ့ဝိုင်းဆိုပြီးတော့ဖြစ်လာပါတယ်ရဲကြောင်တို့ကတော့တီးရှုပ်သေးမဝင်ဘူးသူတို့ဟာသူတို့ကီးပတ်ဖုန်းတစ်လုံးရဲ့ထူးအိမ်တင်ရဲ့မာဆက်ကစော်ရီအကြောင်းရဲ့ချစ်သမီးလေးရဲ့ပါနုနုရဲ့ ဝါသနာထက်ဝိုင်းရေးခတ်တာရင်နဲ့တက်လေကောင်းနေတော့တရက်တော့တိုက်ဆိုင်တယ်ပဲဆိုရမလားကိုဖီတင်းကျော်ရောမတ်သက်ရှိပါဘီလက်မြေကုန်းပေါ်ကပျောက်သွားကြတယ်ကိုဖီတင်းကျော်ကသူ့မိမမိဖွားကနေပြီးမိုးဆိုပြီးသူတို့နယ်ကစက်ယုံကိုပြောင်းရွှေ့ခွင့်တင်ပြီးအပြီးပြောင်းသွားတာအဲ့ဒီအခါကျမှကိုဖီတင်းကျော်ဟာလက်ရှိမိမရှိနေကြောင်းမရှမ်းမရောဘီလက်မြေကုန်းတစ်ခုလုံးရောတိလိုက်ရတာကိုဖီတင်းကျော်ဟာမရှမ်းမကိုနှုတ်တောင်မဆက်သွားခဲ့ဘူးတိတ်တိတ်ကလေးထွက်သွားခဲ့တာမတ်သက်ရှိ မသက်ရှိကတော့လင်းနောက်လိုက်သွားတာပါအလက်ကောင်ကိုရီးစားစာရေးပေးဘူးတဲ့ဆက်ယုံဝန်ထမ်းကောင်လေးနဲ့လိုက်ပေးတာသူ့ကြောင့်နပန်းလုံးကြတဲ့ငချွတ်သားနှစ်ကောင်ကိုကောင်းကောင်းကြီးမျက်လှည့်ပြသွားခဲ့တာရဲ့အဲ့ဒီနေ့ညနေမရှမ်းမဆိုင်ဟာတိတ်ဆိတ်နေတယ်အရင်လို VCD ခွေတွေအကျဲကြီးလဲဖွင့်မထားဘူးဘီလက်မြေကားကြီးတက်လာပေမဲ့အရင်လိုအုံမွေးလုံးလာပြီဆိုတဲ့အလက်ကောင်ရဲ့အတန်မကြားရပါဘူးကိုချစ်ကိုနဲ့တိရစောသားကားလာမှဖန်ခွက်တွေကိုကမန်းကရန်ပိတ်လိုက်ရတယ် ။မရှမ်းမာကတော့ပရောက်ပင်အောက်ကပလက်ကလထိုင်မှာထိုင်ရင်မျက်လုံးကြီးကိုစုံမိတ်ထားတယ်။နှစ်ထဲမှာလဲပလတ်စတာနှစ်ခုကပ်လို့ရဲကြောင်ရောက်လာပြီ။ကိုချစ်ကိုနဲ့တရားစော်ကမရှမ်းမာရှိရာဘက်မျက်စာပြစ်ပြလိုက်တယ်။အလက်ကောင်ကတော့ခေါင်းငိုက်ဆိုင်နဲ့အာစီတပြားလာချတယ်။ခရက်ရှာလေးကွာ။ရဲကြောင်ကတတိပေးမှခရက်ရှာလိမ်မော်လာတယ်။ကီးပတ်ဖုန်းကိုထုတ်လိုက်တယ်။ရဲကြောင်နေတဲ့ချင်းကိုပိတ်လိုက်ပါဟဲ့ငါကောင်းကြိုက်နေလို့ မရှမ်းမရဲ့အတန်ကခတ်တိုးတိုးရဲကြောင်ဟာကီးဘက်ကိုချက်ချင်းပိတ်လိုက်ပါတယ်။ဘီလက်မြေကုန်းတစ်ခုလုံးတဖြည်းဖြည်းမှောင်လာပါပြီ။ဘက်ထရီအိုးယူလာမယ့်အကြီးကောင်ရဲ့ဆိုင်ကယ်တန်းမကြားရသေး။ဘက်ထရီအိုးယူလာမယ့်အကြီးကောင်ကြီးရဲ့ဆိုင်ကယ်တန်းမကြားရသေး။ညာကမှောင်တဲ့မှောင်လာတယ်။မရှမ်းမက ပလက်ကလထိုင်ပေါ်ကမထသေး။ရဲကြောင်တရားစော်နဲ့ကိုချစ်ကိုဟာလည်းတိတ်တိတ်ဆိတ်ဆိတ်ပဲဆက်တောင်းနေကြတယ်။ဒီညသူတို့ထူးအိမ်တင်တဲ့ချင်းနားမထောင်ဖြစ်ကြဘူး။ ဘီလက်မြေကုန်းကြီးပေါ်ကမရှမ်းမဆိုင်ဟာမောင်ကြီးမဲကြီးထဲမှာခက်စော်အခုဖတ်ပြခဲ့တာကတော့ဆရာခက်စော်ရေးသားထားတဲ့မရှမ်းမဆိုင်ဆိုတဲ့ဝိတ္ထုတိုလေးပဲဖြစ်ပါတယ်ရှင်ဒုတာရတစာပေများကိုအပတ်စဉ်တင်ဆက်ပေးမှာဖြစ်လို့ Audio Box Channel လေးကိုလည်း Like ပြန် Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော် Audio Box လေးတွေနားထောင်ရင်ဘဝအမောတွေပြပြပြီးတာရတဲ့အချိန်လေးပိုင်ဆိုင်ကြပါစေရှင်